ဖျားပန်းကက်လူတာနဲ့ပတ်သက်ပြီးတော့တက္ကမတယောက်ဥစဉ်ကို မေးလျှောက်ဖူးပါတယ်အရှင်ဖျားတဲ့ဖျားကိုမကက်လူကောင်းတဲ့ပန်းတွေရှိတယ်ဆိုတာဟုတ်သလားဖျားတဲ့ပြီးတော့အဲ့ဒီပန်းတွေကိုကက်လူမိရင်မကောင်းကျိုးတွေကိုဖြစ်စေတယ်လို့လဲပြောထားတယ်ဖျားတဲ့အဲ့ဒါဟုတ်ပါသလားတဲ့ ဲ့တော့ဦးစင်းကပြောလိုက်ပါတယ်မဟုတ်ပါဘူးလို့အဲ့ဒါကကိုယူဆန်းတဲ့ကို ပြောထားတာပါလို့လောကီအလိုရဆိုပြီးတော့ဒါကိုယူဆန်းတဲ့ကို ပြောထားတာဖြစ်ပါတယ်လို့ဦးစင်းကဒီလိုပဲ ပြန်ပြီးတော့ပြောလိုက်ပါတယ်ဖယားမကတ်ကောင်းတဲ့ဖယားမလူကောင်းတဲ့ပန်းနဲ့ပတ်သက်ပြီးတော့ပန်းများနဲ့ပတ်သက်ပြီးတော့ ပြောထားတဲ့ဗီဒီယိုဖိုင်ကိုဥစဉ်ကြည့်ဘူးနားထောင်ဘူးတယ်ရေးသားထားတဲ့စာတွေကိုလည်းပဲဖတ်ဘူးပါတယ်အဲ့ဒီမှာပန်းနဲ့ပတ်သက်ပြီးတော့မလူကောင်း မကတ်ကောင်းဖះမလူကောင်းဖះမကတ်ကောင်းခန္ဓာကိုယ်မှာလည်းမဆောင်ကောင်းတဲ့ပန်းနဲ့ပတ်သက်ပြီးတော့ဒါပြောထားတယ်ပေါ့ သူကဘာပြောတာလဲဆိုတော့အဲ့ဒီပန်းတွေကတဲ့အကုသူဓာတ်တွေပါနေတယ်တဲ့မကောင်းကျိုးတွေကိုဒါပေးတယ်လို့ပြောထားတယ်အဲ့ဒီပန်းတွေကိုသူကဒါမွေပွေးမွေပွေးတယ်လို့ပဲဒါအစိတ်တော့ပြင်းတယ်ပေါ့ဒီလိုတောင်ပြောထားတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါဖြစ်နိုင်မဖြစ်နိုင် ကိုပိုင်ညာနဲ့ စဉ်းစားနိုင်ဖို့အတွက်ဗီဒီယိုဖိုင်လေးကိုဒါဥစဉ်ပြပေးပါမယ်ဗီဒီယိုဖိုင်ဆိုပေမဲ့အဲ့ဒီမှာကနားထောင်ရမှာကအတန်ကိုအဓိကနားထောင်ရမှာပါအဲ့တော့ပြောထားတာလေးကိုဖယားပန်းပန်းနဲ့ပတ်သက်ပြီးတော့ဖယားမကက်လူကောင်းတာနဲ့ပတ်သက်ပြီးတော့ကိုမမဆောင်ကောင်းတာနဲ့ပတ်သက်ပြီးတော့ဒါပြောထားဆိုထားတာလေးကိုဥစဉ်နဲ့တူးတေချာလေးနားထောင်ကြည့်ရအောင် မလူသင့်မဆောင်သင့်သောပန်းအညွတ်များအကုသိုလ်ဓာတ်များပါသောပန်းများဒေါသနှင့်မကောင်းကျိုးကိုသာပေးစွမ်းနိုင်သောပန်းများအညွတ်များမှာ၁စော်စိမ်စော်ကြပန်း၂ဒေါနပန်း၃နှင်းစီပန်း၄ဆပယ်ပန်း၅ျက်မောက်ပန်း၆လူအများသတ်မှတ်ထားသော စီးပွားကမုံပန်း9နှင်းပန်း10 တိယစကားပန်ကိုစကားစိမ်ပန်တစေတမာညွတ်၁၁ပရောက်ပန်ဆနစ်နဂါးဆက်ပန်စသောဤဆက်နှမျိုးသောအညွန့်ပန်များသည်အာကုသူတတ်ပါသောပန်အညွန့်များဖြစ်ကြသည်မဆောင်ကောင်းမဆောင်ထိုက် မပန်ကောင်းမပန်ထိုက်မနစ်တက်ကောင်းလောကီနိယဖျားစသော အနန္တောအနန္တ၅ပါးအာမလူကောင်းမလူအပ်တတိထားပါ အစိပ်ပြင်းထန်သောမွေဝေးဆက်နှကောင်းဟုဆရာတော်ညွန်ပြအပ်ပါသည်ထိုပန်းဆက်မျိုးသည် ပြူစားသက်သောဆုံးကွေများဟုဆရာတော်ကညွန်ပြအပ်ပါသည်မကောင်းသောအဟိတ်များနမိတ်များမကောင်းကျိုးများကိုသာ တွင်တွင်ပေးစေနိုင်သောမီးဆက်နှပါဟု၏ဆရာတော်ညွန်ပြအပ်ပါသည် လောကီနီးယကြည်ဝါချမ်းသာလိုသော ပုဂ္ဂိုလ်မန္တမြဤမွေဝေးနှင့်သူသောဆုံးကွေများနှင့်သူသောဤဆက်နှမျိုးသောပန်းများကိုရှောင်ရှားရပါလိမ့်မည် ကောင်းမှမပန်ကောင်းအိမ်ထဲတွင်မတင်ကောင်းဖျားစင်ပေါ်မှာမရှိကောင်းပါအကယ်၍ဤပန်းဆက်နှမျိုးထဲမှာတမျိုးမျိုးကို၎င်းနှမျိုးသုံးမျိုးကို၎င်းမိမိစိတ်ကကျိုင်းနှစ်သက်ရေကောင်းမှပန်ခြင်းဖျားစင်ပေါ်မှာလူထားခြင်းဧကံပန်းအုံးများတွင် အထူးများလာပါက၎င်းမိသားစု အိမ်တော်စုသည်စုံကွေများပြုစားခင်ရသလိုမိသားစုစိတ်ဝမ်းကွဲသက်သည် အိမ်တွင်ရေးစုပူလာတတ်သည်ကျမ်းမာရေးဖောက်ပြန်လာတတ်သည် အဘူသောကဗျာပါဒများများပြားလာတတ်သည် အမှုပြဒနာများတက်လာတတ်သည် ထုံဝင်များပြားလာတတ်သည်ကို ခံစားရပါလိမ့်မယ်အထူးမှချက်စေဘယ်ပန်နှင်းစီပန်၎င်းနှမျိုးသည်ရီးစားနှစ်ဦးချစ်သူနှစ်ဦးကွဲတတ်သည်နှင်းစီပန်ချစ်သူလင်မယားအထင်မြင်လွဲမတတ်သည်အိမ်ထောင်ဦးပြတ်တတ်သည်တဦးနှင့်တဦးမောင်တရားမယ်တမျိုးဖြစ်တတ်သည်မိသားစုအတွင်မှစိတ်ဝမ်းကွဲတတ်သည်သတိထားကြရန်ဖြစ်ပါသည် ဇောစိမ့်ပန်ဇောကြာပန်၎င်းနှမျိုးသည်အပူသောကဗျာပါဒများတူးများလာတတ်သည်စိတ်ရှုပ်ထွေးတတ်သည်စီးပွားရေးကြဆင်းလာတတ်သည်လက်အောင်ငေသာသာသမီထော်လော်ကန့်လန့်လှုပ်လာတတ်သည်အမှုပြဒနာများတက်လာတတ်သည်ဒေါနပန်နှင်းပန်၎င်းနှမျိုးသည်လက်ဘိတ်တတ်သည်တွက်ငိတ်များလာတတ်သည်ကျမ်းမာရေးပေါက်ပြန်လာတတ်သည်စီဝါရေးကြဆင်းလာသည်ဒုက္ခတဲ့အပူတဲ့ဝင်လာသည် တယုတ်စကားပန်စကားစိမ့်ပန်ကြက်မောက်ပန်၎င်းသုံးမျိုးသည် ပြည်တနာနှင့်အမှုကိုလက်ရခေါ်နေသည်သည် အမှုတတ်သည်သည်ပြည်တနာခဏခဏရှင်းနေရသည်သည်ကိုဩဇာကိုအာဏာမတည်တတ်စူပူလှောက်ရှာမှုများဖြစ်စေနိုင်သည်ထို့ကြောင့်ယောဂုဇရာတော်ပြဆိုခဲ့သောပန်းဆက်နှမျိုးသည် အစိတ်ပြင်းထန်သောမွေပေးများဟုဆိုလိုသည်မိသားစုတစုအင်းတောင်းတစုအဖွဲ့စည်းတည်ရသည်၎င်းပန်းဆက်နှမျိုးကို အသုံးများလာပါလင် ၎င်း12မျိုးမှတမျိုး2မျိုးကို အသုံးများလာပါခဲ့သော အစိတ်ပြင်းထန်သောမွေဝေးများ အကြိုက်ခံရသလိုမိမိစီးပွားရေး၊ကျန်းမာရေး၊အိမ်ထောင်ရေးတို့ကိုဒုက္ခကောင်းကောင်းပေးလာနိုင်သည်ယခုဘီကဲဒါကတော့ဒီဗီဒီယိုဖိုင်ထဲမှာဒါပြောသွားတဲ့ပန်းဆက်နှမျိုးပေါ့ဖះမကက်လူကောင်းဘူးတဲ့ဖះခန်းထဲမှာမရှိကောင်းဘူးဧကန်းထဲမှာလည်းမရှိကောင်းဘူးခေါင်းမှာလည်း မပန်ကောင်းဘူးအိမ်ထဲတောင်မထည့်ကောင်းဘူးလို့သူကဒီလိုပြောထားတယ်ပေါ့ဒီထဲမှာဥစဉ်သတိထားမိတာကတော့အဲ့ဒီပန်၁၂မျိုးကိုမစိုက်ပြိုးကောင်းဘူးဆိုတဲ့ဒီချက်တော့မပါဘူးစိုက်ပြိုးတဲ့သူတွေတော့ဘာမှမဖြစ်တဲ့သဘောရှိတယ်ပေါ့နော်အဲ့တော့စိုက်ပြိုးတဲ့သူတွေကဒီပန်းကိုစိုက်ပြီးတော့ရောင်းရတဲ့သူတွေကဒီဗီဒီယိုဖိုင်ကိုကြည့်မိရင်တော့ငနေတော့ စိတ်ထဲမှာတမျိုးတော့ဖြစ်လိမ့်မယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့တို့ကဒီပန်းရောင်းနေတယ်။ဒီပန်းนี่စိုက်ပြီးတော့ရောင်းတယ်။အခုဒီပန်းတွေကို မဆောင်ကောင်းဘူး။အိမ်ထဲမှာအဲ့ခန်းထဲမှာတော့မထည့်ကောင်းဘူး။ဖះလည်းမကတ်ကောင်းဘူး။ဖះစားရှိတဲ့အနန္တနနာ၅ပါးမလူကောင်းဘူးလို့သူကပြောတယ်ပေါ့။အဲ့တော့ပန်းစိုက်တဲ့သူတွေကနည်းနည်းမျက်စောင်ထိုးခြင်းထိုးမှာပေါ့ဟုတ်လား။ အဲ့တော့ဒီထဲမှာဒါသတိထားကြည့်မယ်ဆိုလို့ရှိရင်မဆောင်ကောင်းဘူးအိမ်နဲ့မထည့်ကောင်းဘူးဖယားကိုလည်းပဲဒါမကတ်ကောင်းဘူးလို့သူကပြောတယ်မဆိုင်ပြိုးကောင်းဘူးဆိုတာမပါဘူးပေါ့နော်ဒီပန်းတွေကိုအခုပြောသွားတဲ့ဒီပန်း12မျိုးမှာဒါစိုက်ပြူတဲ့ပန်းတွေပါတယ်ပေါ့တချို့ကြတော့လည်းပဲတဘာဝအလျောက်ပောက်တဲ့ပန်းတွေလည်းရှိတယ်ပေါ့ ဲ့တော့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ဒါဦးဇင်းတို့မာလာမှန်လားဆိုတာကိုမိမောင်းထိုးပြပေးရမှာပေါ့တချို့ကြတော့လည်းပဲဒီလိုပဲလိုင်းဘော်ကရေးလိုက်တဲ့စာကိုဖတ်ပြီးတော့ယုံလိုက်တာပဲဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့လည်းပဲယုံလိုက်တာပဲအတုလားအစစ်လားအမှန်လားအမှားလားဟိုဝေဖန်ပိုင်းခြားနိုင်မှုမရှိဘူးပေါ့ တချို့ကြတော့လည်းပဲဒါဘုသူဒမရှိတော့လည်းပဲဒီလိုဖြစ်ကြတာပါပဲဘုရားစားရှိတဲ့အနန္တောအနန္တငါးပါးကိုမလူကောင်းတဲ့ပန်းတွေတဲ့အဲ့ဒီပန်းတွေမှာ အကုသိုလ်ဓာတ်တွေပါနေတယ်လို့သူကပြောတယ်အဲ့ဒီပန်းတွေက မကောင်းကျိုးကိုပေးတယ်လို့ဒီလိုပြောတယ်ပေါ့ဒါဗီဒီယိုပိုင်းအတန်ဖိုင်ရဲ့အစပိုင်းမှာကြားပါလိမ့်မယ်ဦးဇင်းတို့ဓမ္မချစ်ခင်သူတော်ရှင်များ သိထားကြပြီးသားပါ မကောင်းကျိုးကိုပေးတာဟာ အကုသိုလ်ကပေးတာပါမှန်ပါတယ်အကုသိုလ်သည်မကောင်းကျိုးကိုပေးတယ်ကုသိုလ်ကကောင်းကျိုးကိုပေးတယ်ဒါပေမဲ့အဲ့ဒီအကုသိုလ်တရားသည်ယုတ်တရားလားနံတရားလားဆိုရင်ဒါတိပိသားပဲနံတရားဖြစ်တယ်အခုဒီဗီဒီယိုဖိုင်မှာပြောထားချက်အရဆိုလို့ရှိရင်မလူကောင်းဘူးလို့ဒါပြောထားတဲ့ ပန်းတွေဟာအကုသူဓာတ်တွေပါနေတယ်အဲ့ဒီပန်းတွေကမကောင်းကျိုးကိုပေးတယ်ဆိုတော့ဒါဒီပန်းတွေမှာအကုသူဆိုတဲ့နန္တရားရှိနေတယ်လို့မျိုးတာဖြစ်နေတယ်ပေါ့တကယ်တော့ပန်းမာမမဟုတ်ပါဘူးဘယ်အပင်ပဲဖြစ်ဖြစ်ပေါ့နော်ဒါတခြားတခြားသော အပင်တွေမှာလည်းပဲအကုသူဆိုတာမရှိပါဘူး အဲ့တော့ပန်းလူလို့မကောင်းကျိုးဖြစ်တယ်ဆိုတာဒါဖြစ်နိုင်မဖြစ်နိုင်ရှိရှိဝဲဝဲကြီးစဉ်းစားစရာတော့မလိုပါဘူးပန်းမှာအကုသိုလ်ဆိုတာ ရှိမရှိ ဟုတ်လားဦးစင်းတို့လူတွေမှာကတော့ဒါအကုသိုလ်ရှိတယ်ဗောလူကရုပ်ရောနာရောရှိတာဟုတ်ဒါပေမဲ့တချို့မတွေးတော့မစင်ကျင်ပဲမစင်စားပဲနဲ့ အယုံလွယ်ကြတဲ့သူတွေကတော့ဒါဘယ်ပန်းဘယ်ပန်းတွေကတော့မကတ်လူကောင်းဘူးမဆောင်ကောင်းဘူးမကောင်းကျိုးတွေကိုပေးတယ်ဆိုပြီးတော့ဒါကိုယ်တိုင်လည်းပဲလက်ခံယုံကြည်ထားကြတယ်အဲ့ဒီအယူဆွဲကိုယူဆွဲထားကြတယ်တခြားသူတွေကိုလည်းပဲသူတို့ကဒါဆရာလှုပ်ပြီးတော့ဟေးအဲ့ပန်းတွေတော့မကတ်နဲ့မလူကောင်းဘူးမဆောင်နဲ့မဆောင်ကောင်းဘူးအိမ်ထဲတော့မထည့်ကောင်းဘူးအဲဆရာလှုပ်ပြီးတော့ဒါပြောကြတယ်ပေါ့ အဲ့တော့ဘူဒူတာမရှိတဲ့သူတွေကိုတွားပြုံးပြီးတဲ့ခါကျတော့တချို့ကြတော့လဲယုံသွားတာပေါ့ဘူဒူတာရှိတဲ့စင်ကျင်စဉ်းစားတတ်တဲ့သူတွေကြတော့ဒါချက်ချင်းမယုံဘဲနဲ့ဟုတ်ဤမဟုတ်ဤဒါတေချာလေးဝေဖန်စဉ်းစားတာပေါ့ဦးစင်းတို့ဗုဒ္ဓစာပေမှာ မလူကောင်းတဲ့အလူတွေရှိပါတယ်ဥပမာအဖြစ်ပေါ့အယက်တေစာ မလူကောင်းဘူး ာမခံစားဖို့အတွက်မိမမလူကောင်းဘူးလက်နက်တွေပါတယ်မလူကောင်းဘူးဒီလိုအဆရှိသည့်အပြင်ဒါမလူကောင်းတဲ့အလူတွေရှိတယ်ပေါ့ဒါပေမဲ့အဲ့ဒီအလူတွေထဲမှာ မလူကောင်းတဲ့အလူတွေထဲမှာပန်းမလူကောင်းဘူးဆိုတာတော့မပါပါဘူးဘယ်ပန်းကိုတော့မလူကောင်းဘူးဘယ်ပန်းကိုတော့လူကောင်းတယ်ဒီလိုအဆသည့်အပြစ်လဲပဲပြောကြားထားတာရေးသားထားတာမရှိပါဘူး ။ဦးဇင်းတို့ငဂရကမတွေဟာဖះကိုပန်ကက်လူကြတယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားကိုကြည်ညိုလို့တရားတရားရှိလို့တရားတရားနဲ့တရားအားနဲ့မွေသောပန်းလသောပန်းဆိုတာတွေကိုရွေးချယ်ပြီးတော့လူကြတာဖြစ်ပါတယ်။မွေသောပန်းလသောပန်းကိုရွေးချယ်ပြီးတော့ပေပေချာချာလေးတန်တန်ရှင်းရှင်းတတ်တတ်ရရလေးလုပ်ပြီးတော့လူကြတယ်ဗော။ ဖះเจ้าဆောင်နာရောက်တာနဲ့တို့မဟုတ်ဖះเจ้าဆောင်တယ်ဝင်လိုက်တာနဲ့ဖះเจ้าဆောင်ဟာဒီဖះပန်းတွေနဲ့ဖះကတ်လူထားတဲ့ပန်းတွေနဲ့ကြက်တရီရှိနေအောင်ဖះဘူးဖះရှိခုတဲ့ခါမှာလည်းပဲပန်းရက်နဲ့လေးတွေကြောင့်စိတ်မှလန်းဆန်းပြီးတော့နေအောင်မွေးပြန့်ပြီးတော့နေအောင်ပန်းတွေကိုဒါတရားတရားနဲ့ကုသိုလ်ရအောင်ဆက်ကတ်လူတန်းကြတာဖြစ်ပါတယ် မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားရဲ့တရားဓမ္မကိုလာနာယူကြတဲ့ဓမ္မကြည့်ခင်သူတော်စင်များဟာဒါပန်းတွေကိုယူလာပြီးတော့လူကြတယ်ပေါ့လူကြတယ်ဆိုတဲ့နေရာမှာအခုလူတာဘုရားရှိမှထိုးတာမျိုးတော့မဟုတ်ဘူးပေါ့ចောင်းတိုက်ထဲမှာအစဉ်ပြေတဲ့နေရာမှာဒါထိုးထားကြတယ်ပေါ့တရားနာတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီပန်းရနံ့လေးတွေကိုရပြီးတော့ဒါစိတ်ထဲမှာလန်းလန်းဆန်းဆန်းနဲ့တရားတွေနာကြရတယ်ပေါ့ အခုဒီကနေ့ခေတ်ဦးစင်းတို့ဓမ္မချစ်ခင်သူတော်စင်များလည်းပဲဒါဖရာပန်းကိုကတ်လူတဲ့အခါမှာမိမိတို့ရဲ့ဖရာကြောင်းဆောင်ဟာပန်းတွေနဲ့ကြက်တီရှိနေအောင် ပန်းရနံတွေနဲ့သင်းပြတ်နေအောင်ဆိုပြီးတော့တရားတရားနဲ့ဒါကုသိုလ်ရအောင်ကတ်လူကြတာဖြစ်ပါတရားတရားနဲ့ကတ်လူတဲ့ပန်းလူဒါနာကြောင့်မကောင်းကျိုးဆိုတာ လုံးဝမဖြစ်နိုင်ပါဘူးကောင်းကျိုးပဲဖြစ်မှာဖြစ်ပါတယ် ။တရားတရားနဲ့ကိုကကုသိုလ်ရဖို့အတွက်ကောင်းတာလုပ်တာအလူဒါနလုပ်တာ။မကောင်းကျိုးဆိုတာ မဖြစ်ပါဘူး။အဲ့တော့ဓမ္မချစ်ခင်သူတော်စင်များကိုဦးစင်ဒါပြောကြားခြင်းတာကတော့ဘယ်ပန်းဘယ်ပန်းတွေကိုတော့ဘုရားဆရှိတဲ့အနန္တောအနန္တငါးပါးကို မကတ်လူကောင်းဘူးကတ်လူမိရင်ဘယ်လိုဘယ်လိုမကောင်းကျိုးတွေဖြစ်စေတယ်ဆိုတော့ဒီယူဆကို မယူဆကြပဲမယူဆွဲကြပဲနဲ့တန့်ရှင်းသောပန်းလန်းစံသောပန်းမွေးသောပန်းလတ်သောပန်းများကိုရွေးချယ်ပြီးတော့တရားတရားနဲ့ကတ်လူကြပါပန်းလူဒါနကြောင့်ကောင်းကျိုးတရားတွေရရှိကြပါလိမ့်မယ်လို့ဦးစင်းကတော့ဒါဒီလိုပဲပြောကြားခြင်းပါတယ်ကဲအလုံးသောဓမ္မချစ်ခင်သူတော်ရှင်များအတွေ့အခေါ်အယူအဆများ မှန်ကန်ကြပါစေ။အာလုံကိုစိတ်နှပြအစင်သာဝရကျမ်းမှချမ်းသာကြ၍ကောင်းကျိုးချမ်းသာကောင်းကျိုးလူရင်စံတအမှန်နှမြပြေဝပိုင်ဆိုင်နိုင်ကြပါစေ။